ိုင်နင်းဝေရပြင်းမနာမှာသူလှူတော့လှူတယ်လေလှူတယ်လေမလှူတာမဟုတ်ဘူးအုတ်ကြီးအုတ်ကြီးတို့ပေးတဲ့စရင်အတိုင်းသူကလှူလိုက်တာပေါ့အုတ်ကြီးတို့ပေးတဲ့စရင်အတိုင်းလှူတော့အုတ်ကြီးတို့ကအာအဲ့ဒီထဲမှာတအိမ်ယုံနှစ်ယောက်ပါတာလို့တကယ်ပြိုတဲ့သူတွေကမရအောင်အုတ်ကြီးဆိုမှတော့အုတ်ကြီးပေါင်းပါတယ်ပေါ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါမှာတော့ခொနရသားသမီးတွေလှူထားတဲ့လုံငွေကိုအလွဲတောင်းသားလောက်တယ်ပြီးတော့မက်ခိုင်နေမွေကအုတ်ကြီးနဲ့ပေါင်းပြီးတော့ သိန်း၄သောင်းကျော်ကိုလင်းရဲသွားတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မခန့်နေဝင်ပြန်လေးဖြစ်ချင်းထားတဲ့ဗီဒီယိုဖိုင်းလေးကိုရက်ရှင်လုတ်ပေးခြင်းပါတယ်ဆိုတော့ကျွန်တော်တို့အတူကြည့်လိုက်အောင်ပါအားလုံးပဲမင်္ဂလာပါရှင်ကိုကတော့ဒါပြင်မလားမရှိရဲ့ဟောဒီရက်ွက်ပေါ့နော်မနေ့ကလမ်းကြီးပေးထားတဲ့ရက်ွက်မှာကျွန်တော်ရောက်နေပါတယ်အဲ့တော့မင်္ဂလာရက်ွက်မှာရောက်နေပါတယ်လမ်းလူပေးရဲ့မနေ့ကလမ်းကြီးပေးတဲ့အချိန်မှာအာကျွန်တော်ဟောပေါ့နော်ဟောအောက်ကနေ comment တွေမှာရေးချတဲ့အခါမှာဒီကျွန်မလူလိုက်တဲ့အလူငွေရ ဒီပြည်သူတွေလက်ထက်ကိုမရောက်ဘူးဆိုတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်စိတ်ရှိခိုင်းဖြစ်ရပါတယ်မနေ့ကလည်းတနေကုန်ပေါင်းပေါင်းမှလည်းစိတ်ရောကတိမှလည်းလှူတယ်လှူပြီးသွားတဲ့အခါမှာညလည်းပြန်လာအချိန်မှာကိုယ့်ရဲ့ပီတိစိတ်ကလေးနဲ့ဒီအလိုထားတဲ့ဖို့စိတ်ကိုပြန်လိုက်တဲ့အချိန်မှာအောက်ကနေတော့အိုကြီးအိုသူလို့ဒီအိုကြီးကပဲအပေါင်းစားသွားတယ်ပြည်သူတွေလက်ထက်ကိုမရောက်ဘူးဆိုပြီးတော့ပြောကြတဲ့အခါမှာဟိုဒီ Facebook မှာကျတော့တခုချင်းဒီမှာမရှင်းချင်ဘူးရှင်းလည်းမရှင်းနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ ဒီအရောက်စီတိုင်းကိုကျမပြရတယ်ဒီအမတွေနဲ့လက်ထဲကိုဒီအိမ်အောင်ပုံစုဒီတိုင်းကိုကျမသိတဲ့ဆယ်ဘလို့လက်ထဲကိုနဲ့လာတဲ့သူတွေအိမ်ပြိုသွားတဲ့သူတွေလုံးဝတည်းပြိုသွားပြည့်စုံသွားတဲ့သူတွေအသက်ဆုံးရှုံးသွားတဲ့သူတွေပေါ့နော်အဲ့ဒီသူတွေလက်ထဲကိုကျမပို့ရတယ်အကုန်လုံးကိုထည့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ဒါကလည်းလက်နဲ့ပြီးတော့ရှင်းနေကြတာတော့ကျမလုပ်ပေးရတဲ့အရှင်နေလဲအမြင်ကြည့်နေသွားအောင်ဒါပေမဲ့အခုသိနေအောင်ပါကျမ တဲ့ချိန်နေနဲ့သခိုင်းတယ်မန္တလေးကိုသွားပြီးသွားရင်သူပြမနာဘက်ကိုလည်းပထမတဲ့ချိန်နေနဲ့လာလို့ပြအဲ့တော့လာတဲ့အခါမှာလည်းလိုအပ်တာတွေမလိုအပ်တာတွေကိုကျမအခုပထမချိန်မှာဆိုလို့ရှိရင်ဒီနေရာမှာပြီနောက်ဒုတိယတစ်ချိန်ဆိုတော့ကျမတို့ပြန်လာရအောင်ပါပဲအဲ့ပြန်လာတဲ့ချိန်မှာအခုမရသွားတဲ့သူတွေလိုအပ်နေရတာဒီကျမတို့ တခြားဆင်းဆက်သွားပြီးတော့ကောက်ပြီးတော့ဒီမှာထက်လို့ပြီးမှာပထမတစ်ချိန်နေနဲ့တော့အဲအသက်ဆုံးရှုံးသွားတဲ့အိမ်လေးလုံးဝပျက်စီးသွားတဲ့အိမ်လေးဆင်းတော့ပြီးတော့ဥစားပေးနေတယ်လူပြင်းဖြစ်တယ်အင်မနာမှာဆိုလို့ရှိရင်ထိခိုက်သွားတဲ့အိမ်ကြီးကအများကြီးပဲအဒီရက်ကွက်မှာကတော့ပို့ပြီးတော့များတယ်ဆိုပြီးဒီမှာကိုအကြံပေးကြတယ်ပေးကြဆိုတော့ဒီမင်္ဂလာရက်ကွက်မှာကပို့များတဲ့အတွက်ကြောင့်လို့ဒီမင်္ဂလာရက်ကွက်ကိုဥစားပေးနေတယ်ဆိုပြီးကျွန်မပထမဆုံးပြောလိုက်တယ်ကျန်တဲ့ရက်ကွက်တွေမှာလည်းရှိတာမှန်တယ်အဲ့တော့အဲ့ဒါတွေကိုလည်းထပ်ပြီးကိုဆင်းတော့ဘူးဒီဟာတစ်ချို့ကတာမှာပဲ ျမတို့အခုကပြင်မနာပြင်မနာပြင်နေပြီးတော့ဒီမှာပြောရလို့ရှိရင်ကျမတို့အင်းလေးဘက်ကိုလည်းဝင်ဆက်ဖို့ရှိနေတယ်ဒါပထမတစ်ချိန်ဆိုတဲ့နေရာအနှံ့ရအောင်ပြင်သွားတာပေါ့အဲ့တော့ဒါအခုဒါကတော့အင်းလေးမှလည်းတော်တော်များများပြက်စီးသွားတယ်ဗျရှင်းပြတာပေါ့နော်အခုမနေ့ကလှူသွားတယ်ဆိုတော့အမတွေကိုယ်တိုင်အင်းကြီးအများကြီးပဲပေါ့အဲ့ဒီအမတွေကိုယ်တိုင်ကျမဒီမှာရှိတာလေဒီမှာတယောက်ချင်းဆိုလို့ရှိရတယ်ရှိရတယ် ဒီစက်တီအိမ်နံပါတ်63မှာရှင်ဒါကျမရဲ့အိမ်လေးပါရှင်ကျမတို့ကိုပေးပို့ခဲ့ပါတယ်ရှင်မမခိုင်မုံးလေးလာကျေးဇူးတင်ပါတယ်ရှင်အဲ့တော့သူတက်တဲ့ရတဲ့ကွာချပြပေးရပါဘူး။မနက်ဆက်ရှာမမျိုးသားခင်မောရဲ့သားရဲ့မင်္ဂလာရက်ွက်ခင်မောရဲ့သားရဲ့ဆုံဆုံးကိုဘုသမီးမယောက်ကအကြီးအကဲခြေတော်ကျိုးတဲ့အငယ်အားအားယူဟာနှစ်ချောင်းပြသွားတယ်။သမီးသားစုလုံးမှန်တကယ်မမီးတဲ့30ရခဲ့ပါရှင်။ ကားနဲ့ယောက်ျားနဲ့သေးတယ်ပြင်သမီးယောက်ျားနဲ့တော့ပြူတာပြင်ဟုတ်သွားပါတယ်နေရတော့ငွေပိုင်းလုံးပြူသွားပါဘူးနေလည်းပြူသွားတယ်အကောင့်ဆိုလို့သူတရားပဲကြံခဲ့ရနော်မမလို့တော့ကျွန်တော်ဖုန်းပုံရှိတဲ့ဖုန်းစကားလေးပြောလိုက်ရ မမကန်ကန်လေးရရင်တော့ပိုကောင်းတော့ဗောဗျာကျွန်တော်ကလည်းအဲ့လိုပဲမြင်ချင်ပါတယ်နံပါတ်63ကတော့ကျွန်တော်အိမ်ကလည်းရမှာခိုင်နေနေသိနေစေပါမှန်းကြပါလိမ့်ရှင်ပါပါအော်မောင်ရမယ်ဟုတ်ကြမ်းချက်ရပါတယ်ကျွန်တော်ကလည်းဒီ

တော့ဆီကပေါ့ကျေးဇူးတွေလည်းရှိတယ်မှန်တယ်ကတော့ဒီကလမ်းတွေကိုရောက်တယ်မှာတော့လမ်းတွေကပိတ်နေတယ်အင်ဂျိုဝါတရားကအမြဲမထနေလို့ဒီလက်ဆက်ပြီးနေစရာများပါတယ်

ီကိုဖုံးပြီးနေလေအင်္ဂနာကတော့တနည်းနဲ့တော့ဆက်တော့အင်္ဂနာလည်းပေါက်လာတယ်မတော်အဲ့ဒါလေးပြောပြတယ်အင်္ဂနာကတော့ကျင်းလေးတွေပြူကုန်တာတဲ့ဒါကြောင့်လည်းတော့ကျွန်တော်တို့ကတော့ဒီလိုမျိုးပြန်ကြည့်တာမဟုတ်ခက်ခဲနေတဲ့အချိန် ားတယ်ဆက်စားမဆိုင်တဲ့လူကပြန်မောင်းနေတော့တာပေါ့ဘာလို့တော့ဘုံမောင်းတယ်ဘာလို့ဆက်ပြီးတော့နေရလဲဘယ်မှာကြောင်းမိပါလဲကျမတို့ကလည်းအားကိုးပါမှာဒါခொနီယာတာသမီးလူထားတဲ့အလုံငွေတွေကိုအုတ်ကြီးကနေပြီးတော့ဂျားတွေကဖြောင်းတဲ့ဆိုတဲ့သတင်းကြောင့်ဒါဒီလိုဆွဆွဲချက်တွေထွက်လာတာเนาะဒါပေမဲ့ပြောလိုက်နော်ဒါပါစေ။ဒါလာရောက်ွက်မိမိတောင်း49ပါ။ဒါမှတော့ GND ရ GND ရကင်မရာကြောက်တယ်တူတယ်သူပြောလေပြောစားမရှိတော့ဟုတ်လားအမကမှာအိမ်ပြောသွားပါလေကျမတို့ဟုတ်ပါတယ်နောက်ပါမယ်နော်အတူပြောပါမယ်ဗတ်ပက်ဆံမယူတော့ပါကျမတို့ကျမတို့ကဘာဖြစ်လို့ဒီနေ့ပြောလို့ရတယ်25ဘာလို့25ဘာလို့25ဘာလို့25 တော့ကျွန်တော်ကအဲ့ဒါမလေးအမအင်းကလည်း340လား6လမ်းမှာအိမ်တော့ကပြိုသွားပါတယ်။အမလေးကမမခံနေတာပြဿနာတွေရှိပါလားနော်။ဒီလိုအများကြီးဖြစ်မှာနော်။အိမ်ပြောလေးကြည့်ပါဦးမလား။ဟုတ်ရှာပုတ်ကြီးတဲ့ဘက်ကလည်းလူတွေဒီလောက်ထိဒုက္ခတွေရောက်ခက်ခဲနေကြတဲ့အချိန်မှာဘေးနိုင်ငံတွေရပါကဘာအတိတ်ရနေပြီးတော့လာကူကြတဲ့အချိန်မှာ အခုလိုမျိုးချင်းချင်းဒီလိုမျိုးတော့မလုပ်တင်ဘူးဗျာမမကကလေးလုပ်ပြင်တော့ပိုကောင်းတာပေါ့နော်မမကကလေးလုပ်ပြတာပဲဖြစ်စေချင်ပါတယ်နော်ဂျားရီကဖြားလိုက်တာတို့ဖြတ်စားတာတို့ဘာညာတာတော့ဖြစ်တင်ဘူးဖြစ်တင်ဘူးပူဇာတွေပေါ့ဗျာအဲ့ဒီကတမင်းမလေးပဲပူဇာတွေပေါ့ဗျာ ကျေးဇူးပါကျေးဇူးပါညီမလေးเนาะဒီဦးလေးလည်းမှမကန်ရတယ် ဘာဆက်နေမြင်ဆောင်လေးဆိုရပေတဲ့ပစံနဲ့ဖေးဒီပဲဝန်နေလို့မမသိဘူးအခုလက်ရှိပီတူမပီတူတို့ခொနီယာတာသမီတွေဒါလှူတဲ့နဲ့ပစံနေရတော့ဒီလိုမျိုးဂျားတွေကနေပြီးတော့ဖြတ်စားမယ်ဆိုရင်တော့ဒူမဆန်တော့ဗောဗျာလူငွေရရနော် ဆရာအောင်ချင်းပြောသလိုပေါ့လူကြီးမင်းများများခမင်းစားတိုင်းလည်းမဖြစ်နိုင်ပါဘူးတဲ့ပေါ့နော်ခမင်းစားတိုင်းလူမဖြစ်နိုင်ပါဘူးအာဟုတို့လည်းခမင်းစားတာပါပဲနော်အာဟုစိတ်ရှိတဲ့ခွေးစိတ်ရှိတဲ့လူတွေလည်းခမင်းစားတာပါပဲဆက်ရှင် ူတာပြမနာဘူးတာကညာကျွန်မအိမ်ပြုတ်ပြီးတဲ့မပြုတ်ရဒီပုံစံမှာကျွန်မမနေ့က30ရပါလေချာငါခိုင်နေနေဖွဲ့အားကြီးကြပါကြပါဘူးဆက်နေပြီးရဒီမှာကောင်းနေတာဒါကတော့တက်တဲ့နေတဲ့ကွချပြတာတော့ဗျာဒီပုံလေးတွေကင်ပြီးတော့ကျွန်တော်ပြဿနာပြနေတယ်ဒီနံပါတ်ကစနေမျိုးတော့ရှိတာပေါ့ဟုတ်ပါဘူးဒါကဒီနေ့ ရရဲ့နော်တမီးအင်းဟိုဟာဒီကကြာမလွတ်တက်တော့မပါရဲ့ရတယ်ရတယ်ရတယ်ချိန်လာလေးဟုတ်ဟုတ်ဟုတ်ရတယ်ဖာရတယ်ဟုတ်ကဲ့ဟုတ်ကဲ့တော်တော်လေးခက်ခဲနေကြတာပြည်သူတွေကဒါဒီလိုခက်ခဲနေတဲ့အချိန်မှာပြည်သူမှပြည်သူတို့ပေါ့ဗျာ900တန်းသမီးလှူဒါန်းတာကြောင့်

ရောက်ပါတယ်အဲ့ဒါမမတွေကမယုံနဲ့အခွဲတက်တူတယ်ဟဲ့ဘာလို့လဲမဟုတ်ဘူးမဟုတ်ဘူးဘာလို့ဘာလို့ဘာလို့ခေါင်းကြံခေါင်းကြံဒီကြားထဲမှာဗျာငလီမေးကိုဗန်းပြပြီးတော့နော်ဖတိုက်တာဘယ်လိုဖိတ်တယ်ဗောဗျာဖေးတူတွေဖွင့်ပြီးတော့လူခံနဲ့ပို့တွေလက်တက်လာတာတွေ့ရတယ်ဗျာကျွန်တော်အဓိကပြောချင်တာကတော့ပါဝင်လူတန်းကြတဲ့သူတွေအနေနဲ့ကတော့ဒီလိုမျိုးတွေ့ရောင်တွေကိုဒီထားပြီးတော့လူတန်းသိချင်ပါတယ် ။ဘာကြောင့်လဲမထိရမှာသူတို့ကကိုလုံငွေကိုလူထားတဲ့လုံငွေတွေတကယ်တခွာရောက်တဲ့သူတွေကခက်နေတဲ့သူတွေဒီကို မရောက်ဖဲနဲ့တကယ်အောက်တန်းသားတွေဒီကိုရောက်သွားမှာစိတ်ပူလို့ပါနော်။ပေတူတွေပိုင်းနဲ့လိန်ပြီးတော့သူခန္ဓာတွေတွေ့နေရတယ်ဗျ။ခြေပေးပဲဖြစ်ဖြစ်အခုငလင်ပေးပဲဖြစ်ဖြစ်ပေါ့ဗျာ။ တကယ်လို့မက်ခိုင်ဝနေဝေးတို့အနေနဲ့ကလည်းဒီအုတ်ကြီးတို့ဘာတို့အဲ့လိုမျိုးလူမျိုးတွေကိုမယုံရဘူးစိတ်မချဘူးဆိုလို့ရှိရင်ပြည်သူတွေကိုဓာတ်ရိုက်သွားပြီးတော့လူတန်းမယ်ဆိုတော့ဖို့ကောင်းတာပေါ့ဗျာတကယ်ဖြစ်နေတာတကယ်ဖြစ်ရအကိုကိုစင်ကိုတို့မင်းသားတူတောင်းလို့ပေါ့နော်ကိုထွန်းမင်းတို့ပြီးတော့နိုင်တရားကိုကြီးတို့ပုတုတို့ပေါ့နော်ဒါအဲ့လိုမျိုးလေးလိုက်ပြီးတော့လူတန်းပေးနိုင်မယ်ဆိုရင်တော့ဖို့ကောင်းမယ်လို့ထင်ပါတယ် အဲဆိုရင်ဂျားတွေကလည်းဂျိုက်စားလို့လို့မရတော့ဘူးပေါ့ဗျာတကယ်တော့လည်းဒီလိုမျိုးပဒိုက်တက်လောက်တယ်ဆိုတာလည်းလွယ်တော့လွယ်မနေပါဘူးကျွန်တော်လေးကိုခက်ခဲပါတယ် မင်းတို့ကပြီးမှပြောပြီးမှပြောပြီးမှပြောဒီမှာဖြစ်နေတဲ့ဟာဒီရက်ခွက်ကဟာခက်ခဲတဲ့ဂျားတွေကနေသူတို့လည်းလောက်ပြရတဲ့အနေအထားပေါ့ဗျာသူသားချင်းစာနာထပ်ဖားတဲ့အနေနဲ့ကျောင်းနေနေမှာဒီမှာရောက်နေတာပေါ့။ကျောင်းကျောင်းကနေရောက်နေတာ။မြန်မာရောက်နေတာ။ဒီကနေရောက်နေတာ။

ဟုတ်ကဲ့ပါဒါတော့အလူငွေတွေကိုအလေးသုံးစားလုပ်တယ်ပြီးတော့သိန်း၄တောင်ကျော်အုပ်ကြီးနဲ့ပေါင်းပြီးတော့လင်းရဲသွားတယ်ဆိုတဲ့ဆွဆွဲချက်တွေကိုမခိုင်နေဝင်အနေနဲ့ပြန်လည်ဖြည့်ရှင်းထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးကနေဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe နဲ့ပြီးတော့အားပေးနိုင်ပါခင်ဗျာအားလုံးပဲဘိုင်ဘိုင်